ကောင်စီအနာသိပ်ပြီးနောက်တော်လှန်ရေးမှာတက်တက်ကြွကြွပါဝင်ခဲ့သူ LGBT ဆိုင်ဆရာမစောဟန်တွေဦးဟာမလ9ရက်ညပိုင်းမှာကြောက်ကက်ယောဂနဲ့ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်မှာအသက်28နှစ်အရွယ်ရှိပြီးထားမြမနယ်ဇက်မဲဆောင်မြို့မှာဆေးဝါးကုသနေစဉ်ကွယ်လွန်ခဲ့တာပါ။ ိတာစုနဲ့နိဆက်သူတူကတော့စောဟန်ွေဦးဟာစိတ်ကြယောဂကတော့အ धिक ခံစားသွားရတာဖြစ်ပြီးဆေးမှတ်တမ်းထဲမှာကြောက်ကလေးဘက်နာနဲ့လေးလဲဖြတ်သွားသေးတယ်လို့ပြောပါတယ်။အနာသိမှုကိုကန့်ကွက်တဲ့အနေနဲ့ဆနာပြဝဲတွေမှာဦးဆောင်ပါဝင်ခဲ့လို့2021ခုနှစ်စက်တင်ဘာလမှာမန္တလေးမြို့ကနေအိမ်မှာပဲဖမ်းဆီးချင်းခံခဲ့ရပြီးပုံမှန်905ကကြီနဲ့တရားစွဲဆို ထောင်ချခံရပါတယ်။ လပိုက်ကြမှာပြန်လွတ်လာပြီးလက်နက်ကိုင်နေမျိုးကိုရောက်ရှိလာခဲ့ပြီးအခြေခံစစ်ပညာသင်ယူခဲ့ကတော်လှန်ရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်ခဲ့ပါသေးတယ်ရှင်။မြန်မာနိုင်ငံနဲ့နေဆက်အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမီဇိုရန်ပြည်နယ်မှာပြီးခဲ့တဲ့သတင်းပတ်တုန်းကဘယ်ဂျီယံနိုင်ငံသားတပ်ပုံသတင်းတောက်တယောက်ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း Bekar News Agency သတင်းမှာမလ9ရက်ကဖော်ပြပါရတယ်။ သက်ဆိုင်ရာအိန္ဒိယအာဏာပိုင်တွေကသူ့ကိုမြန်မာနိုင်ငံဘက်ကိုတရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့တန်တရားရှိနေတာပါဒါပြင်သူလက်ထဲမှာကြည်စံခွန်အလို့တခုကိုအနာပိုင်တွေကစစ်ဆဲတွက်ရှိခဲ့ပေမဲ့ဒါကိုကလဲမန်းကတော့အမှတ်တရပြစ်စီအနေနဲ့သိမ်းဆဲထားတာလို့ဖြေရှင်းထားပါတယ်ရှင်။ မကွေးတိုင်းငဖဲမြို့နယ်အမ်ဘရန်လန်ပိုင်းတောင်ပေါ်ချင်းကျေးရွာတွေကဒေသခံပြည်သူတွေဟာတိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် ကော်ဖီမခူးယူနိုင်သေးဘူးလို့ဒေသခံတွေစီကသိရပါတယ်တောင်ပေါ်ချင်းရွာတွေမှာကော်ဖီကိုအရင်ကတည်းကစီးပွားဖြစ်စိုက်ပျိုးကြတာဖြစ်ပြီးမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေစစ်ပေတိတ်ရှောင်နေကြရတဲ့အတွက်ကော်ဖီမခူးနိုင်တော့တာလို့ဆိုပါတယ် နှစ်စဉ်ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွေမှာကော်ဖီသည်ခူးယူကြတာဖြစ်ပြီးပြီးခဲ့တဲ့2024ခုနှစ်ကော်ဖီခူးချိန်မှာကော်ဖီစက်တပိတ်သားကိုကျပ်12000ဝန်းကျင်ဈေးပေါက်ခဲ့ပေမဲ့အခုနှစ်မှာတော့ကော်ဖီစက်တပိတ်သားကိုကျပ်3000ဝန်းကျင်ထိဈေးပေါက်နေတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ အမ်ဘရလန်မိုက်ဟာစစ်ကောင်စီတပ်ကရခိုင်ပြည်နယ်ဘက်ကတိုက်ပွဲတွေကိုအင်အားဖြည့်တဲ့အခါမှာအသုံးပြုတဲ့လမ်းကြောင်းဖြစ်ပြီးဒေသကာကွယ်ရေးတပ်ဖွဲ့တွေကမကြာခဏတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။ဆဲအုစုကအတင်းကျပ်ဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ထွေထွေရွက်ကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်လာမယ့်နှစ်ဇန်နဝါရီလထဲမှာကျင်းပဖို့ပြင်ဆင်ထားတဲ့အကြောင်းအာနာသိစစ်ကောင်ဆောင်ကပြောဆိုလိုက်ပါတယ်။ ရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကိုမလ3ရက်ကနေ9ရက်နေ့ထိတပတ်ကြာသွားရောက်ခဲ့ချိန်မှာမြန်မာစစ်ကောင်စာဘူချုပ်မှုကြီးမြောင်းလှိုင်ကရွေကောက်ပွဲကျင်းပမဲ့အချိန်နေနဲ့ပတ်သက်ပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်မြန်မာမှကျင်းပမဲ့ဒီရွေကောက်ပွဲကိုစောင့်ကြည့်လည်လာဖို့ရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကကိုယ်စားလှယ်တွေဖိတ်ခေါ်သွားမဲ့အကြောင်းလဲစစ်ကောင်စာကပြောပါတယ်။ မြန်မာစစ်ကောင်စီဟာအခု2025ခုနှစ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲကိုကျင်းပဖို့ဖိအားပေးပြင်ဆင်နေပြီးစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုတရုတ်နိုင်ငံကလည်းထောက်ခံထားပါတယ်။ဒါ့အပြင်စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကလည်းနိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့တိမ့်မကြခင်ကထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့မြမအရေးအလွတ်တဘောဆင်းရဲပွဲမှာပြောကြားထားပါတယ်ရှင်။ မြန်မာနိုင်ငံရဲ့ပြည်ပကိုဆန်တဲ့စကွဲတင်ပို့မှုက2025ခုနှစ်ပထမဆုံးလဖြစ်တဲ့ဇန်နဝါရီနဲ့ဖေဖော်ဝါရီလနှစ်လဆက်တိုက်ပြန်ရောကြလာပါတယ်နိုင်ငံတကာဈေးကွက်မှာဆန်ဝယ်ယူတင်သွင်းတဲ့နိုင်ငံတွေရဲ့ဝယ်လိုအားနည်းနေတာကြောင့်ပြည်တွင်းမှာလည်းပြပပို့ဆန်တွေဝယ်လိုအားနည်းပြီးဈေးနှုန်းကျဆင်းနေတယ်လို့ဆန်ဈေးကွက်အတွင်းကသိရပါဗျ။မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ထုတ်ပြန်ချက်အရ ပြည်ပကိုဆန်တဲ့သကွဲတင်ပို့မှုဟာဇန်နဝါရီလကဆလို့တိတိတသာပြန်ကျဆင်းလာတာဖြစ်ပြီးဖေဖော်ဝါရီလအတွင်းတင်ပို့မှုက ပြီးခဲ့တဲ့ကိုလအတွင်းအ ਨੇ ဆုံးဖြစ်ခဲ့ပါတယ်။ပြည်ပကိုလလိုက်ဆန်တဲ့သကွဲတင်ပို့မှုအနေနဲ့အော်တိုဘာလမှာတန်ချိန်၄သိန်းကျော်အထိအများဆုံးတင်ပို့နိုင်ခဲ့တာကိုတွေ့ရပြီး အမေရိကန်ဒေါ်လာ189သန်းရရှိခဲ့ပါတယ်။ နိုဝင်ဘာနဲ့ဒီဇင်ဘာလတွင်မှာဆန်နဲ့စကွဲတင်ပို့မှုကတန်ချိန်3သိန်းကျော်ထိရှိခဲ့ပြီးဇန်နဝါရီလမှာတန်ချိန်2သိန်းကျော်နဲ့ဖေဖော်ဝါရီလမှာတန်ချိန်3သိန်းကျော်သာတင်ပို့နိုင်ခဲ့ပါတယ်ရသည်ဥတုနဲ့ဖြတ်ပိုးကြောင့်စပါအထက်နှုံရော့နေနေတဲ့အခြေအနေနဲ့ပြပဇေကွက်မှာဆံဝဲလိုအားရော့နေနေတဲ့အခြေအနေတို့ကြောင့်တောင်သူတွေစပါစေမရဖြစ်နေပါရဲ့ရှင်။ ARD တိုင်းဗုဒ္ဓလေးမြို့နယ်မြင်းကကုန်းကျေးရွာအုပ်ချုပ်ရေးမှုကစစ်မှုထမ်းဥပဒေအကြောင်းပြပြီးငွေကြေးကောက်ခံတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကတီးရပါတယ်။အသက်16နှစ်ကနေအသက်35နှစ်ရှိတဲ့အိမ်နောက်စုစီးရင်ဝင်သူတွေကိုတအိမ်နောက်ကိုကြက်ငွေ9000ကောက်ခံပြီးအသက်မပြည့်သေးတဲ့အိမ်တွေစီကနေကြက်ငွေ2000စီကောက်ခံနေတယ်လို့ဆိုပါတယ်။ အောက်ချုပ်ရေးမှူးလှမျိုးကလောင်းကစားအရန်လုတ်တဲ့အတွက်ဂိမ်းတွေရှုံပြီးဒေသခံတွေစီကနေစစ်မှုထမ်းကိစ္စအကြောင်းပြပြီးငွေကောက်ခံနေတာလို့မြင်းကကုန်းဒေသခံက DBB ကိုပြောပါတယ်။မြင်းကကုန်းကျေးရွာအုပ်စုအတွင်းမှာခူးလန်ကန်ဆောင်လေတင်းကုတ်ကြီးတာယာကုန်းအနောက်ပွင့်ကျေးရွာတွေရှိပြီးအင်ချီတထောင်ကျော်နေထိုင်တဲ့ကျေးရွာအုပ်စုကြီးဖြစ်ကအင်နာစုအလိုက်မလာနောက်ဆုံးထားပြီးငွေထည့်ဝင်ပေးရမယ်လို့ဆိုရတယ်ရှင်။ ဘင်္ဂါဒေ့ရှ်နိုင်ငံကော့ဘစာခရိုင်မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်စခန်းမှာရိုဟင်ဂျာလက်နက်ကိုင်ဖွဲ့တွေဖြစ်ကြတဲ့ RSO နဲ့ ARA တို့မလ၈ရက်ညပိုင်းကအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဒုက္ခသည်တယောက်သေဆုံးက၄ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်မလ၈ရက်ည9နိုင်ဝန်းကျင်လောက်မှာဒုက္ခသည်စခန်းက Camp 8E Block B21 B32 အနီးမှာဒါဇင်နဲ့ကြီးတဲ့လက်နက်ကိုင်နှစ်ဖွဲ့က လက်နက်ကင်တွေဟာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးအသက်30နှစ်နှင့်အရွယ်မျိုးသားတယောက်သေဆုံးခဲ့တာလို့ဆိုပါတယ်။မွေးရဆေးဝါးကိစ္စတွေနဲ့ဖြစ်ကြတာဖြစ်ပြီးဒုက္ခသည်စခန်းအတွင်းမှာလက်နက်ကင်တွေအကြားမကြာခဏဆိုသလိုပုတ်တိုင်းမှုတွေရှိနေတယ်လို့ရိုဟင်ဂျာဒုက္ခသည်ကပြောပါတယ်။ပြခတ်မှုဖြစ်ပွားပြီးနောက်ည10နာရီဝန်းကျင်မှာ ARA အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူမမတ်အာယုံနဲ့တပ်ဖွဲ့ဝင်နှစ်ယောက်ကိုဒုက္ခသည်စခန်းက ကမ်8 e အတွင်းမှာဘင်္ဂလားဒေ့ရှ်ရဲ့တပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ RSO နဲ့ ARA ပြစ်ခတ်မှုအတွင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့လည်းထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့စကန်တွင်းနေထိုင်သူတွေကပြောပါတယ်ရှင်။ရှခိုင်ပြည်နယ်ကွာမြွနယ်မှာမလ10ရက်မနေ့ပိုင်းမှာစစ်ကောင်စီတပ်ကလေရင်နဲ့ဗုံးကျဲခဲလို့ပြည်သူတယောက်တည်းဆုံးက2ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ အေအေသိမ့်ပိုက်ထိန်ချုပ်ထားတဲ့ဂွားမြို့နယ်အထက်ဘဝင်ကျေးရွာကို မလ10ရက်မနက်တနိုင်ကျော်လောက်မှာစစ်ကောင်စီဘက်ကဂျက်တလီရင်ဒစီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဂွားမြို့နယ်ဒေသခံတယောက်က GBP ကိုပြောပါတယ်အဲ့ဒီလေကြောင်တက်ခိုက်မှုကြောင့်အသက်60အရွယ်ဦးအောင်သိန်းထွန်းဟာဘုံစထိမှန်ပြီးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ဆိုပါရယ်။ဒါ့အပြင်ဦးအောင်သိန်းထွန်းရဲ့သားဖြစ်သူအသက်72နှစ်အရွယ်မောင်ဖြိုးဝေဆိုးနဲ့သမီးဖြစ်သူအသက်26နှစ်အရွယ် မတ်မေသိစင်တို့လည်းဘုံစားထိမှန်က အပြင်းထန်တရားရရှိခဲလို့နိဆိုင်ရာဆေးရုံတစ်ခုမှာအရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ပြောပါတယ်ရှင်။စကိုင်းတိုင်း6ဦးမြို့နယ်မှာ6ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDF အမည်အသုံးပြုပြီးလုပ်ငန်းရှင်တွေစီကလည်းငွေကြေးလိမ့်လည်တောင်းခံနေတယ်လို့6ဦး PDF စီကသိရပါတယ်။6ဦး PDF အဖွဲ့ရဲ့ရုံးစာပုံစံအတူလုပ်ပြီး6ဦးမြို့နယ်ထဲကလုပ်ငန်းရှင်တွေစီကို ငွေကျပ်၃သိန်းထည့်ဝင်ဖို့နဲ့မထက်ရင်အသက်အိုးအိမ်တွေကိုအာမမခံဘူးဆိုတဲ့ချင်းချောက်စာကိုမလ9ရက်နဲ့10ရက်နေ့ဇွဲတွေနဲ့ပို့ဆောင်ခဲ့တာလို့ဆိုပါတယ်။ချောက် PDF အပါဝင်တော်လှန်ရေးလုပ်နေကြတဲ့အဖွဲ့တွေကပြည်သူတွေစီကနေငွေချင်းချောက်တောက်ခနာတွေမရှိဘဲအခုလောက်ရဟာလုပ်ငန်းရှင်တွေကိုတော်လှန်ရေးဘက်ကိုထောက်ပို့လုပ်တယ်လို့ဆွဆွဲပြီးငွေထပ်ညှစ်ချင်တာနဲ့ 6ဦး PDF အဖွဲ့ကိုနာမည်ဖျက်ချနာကြောင်းလို့6ဦးမြို့နယ်ပါကဖတာဝန်ခံကိုဖီနစ်က TPP ကိုပြောပါတယ်။6ဦးမြို့နယ်ထဲကဆန်ဆက်စီဆက်အေဆောက်ပစ္စည်းဆိုင်နဲ့ဆက်ပစ္စည်းအယောက်ဆိုင်ပိုင်ရှင်900လောက်စီကိုထိန်းချုပ်စာအပုတ်ခံရတာဖြစ်ပြီးလောက်တဲ့သူတွေကို အတိအကျသိရဖို့စုံစမ်းနေတယ်လို့ဆိုပါတယ်ရှင်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ဗမော်မြို့စစ်ကောင်စီတပ်ရင်းပတ်ဝန်းကျင်တွေမှာမလရှိအထိတိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ကချင်လွတ်မြောက်ရေးတပ်မတော်ရှေ့ရန်သတင်းရင်းမြစ်တယောက်စီကနေသိရပါဗယ်မလ10ရက်အထိတိုက်ပွဲဇက်တိုက်ပြင်းထန်နေပြီးတော့တိုက်ပွဲအတွင်းစကခ21ရက်ရှေ့ရန်ကာကင်းတချို့ကိုတိမ်ပိုက်ရရှိထားသလိုစစ်ကောင်စီရဲ့တိုက်ခိုက်ရေးဒရုန်းတွေကိုလည်းပစ်ချနိုင်ခဲ့တာတွေရှိတယ်လို့ပြောပါဗယ် နှစ်ဖက်မြေပြင်တိုက်ပွဲလဲဆက်လက်ပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကတော့မလာရှီးယားတရက်ထဲမှာတင်ကြက်လျင်နဲ့အချိန်၄၀ဝန်းကျင် လာရောက်တက်ခိုက်ခဲ့တယ်လို့ကိုရဲနေမှာလဲအချိန်ရေ30ထက်မနည်းလေကြောင်းတက်ခိုက်မှုတွေပြင်းထန်ပြုလုပ်ပြီးခုခံနေတယ်လို့သိရပါတယ်။ဗမော်ဝန်းကျင်ကိုမြေပြင်စစ်ကူမရောက်နိုင်တာကြောင့်ဝေဟင်ကနေလက်နက်နဲ့ရိတ်ခါတွေကိုနှင်းစင်လာချပေးနေတယ်လို့ရှေ့ရန်သတင်းမြစ်စီကသိရပါတယ်ရှင်။ ဘကိုးတိုင်းအုပ်ဖို့မြွနယ်တဲကလူနေအိမ်တွေကိုမလ9ရက်ညနေ6နာရီဝန်းကျင်မှာစစ်ကောင်စီလက်အောက်ခံတွေကဝင်ရောက်မိရှုဖျက်ဆီးကပြည်သူပိုင်ပစ္စည်းတွေကိုလည်းယူဆောင်သွားကြတယ်လို့ဒေသခံတွေစီကသိရပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းဟာမလ9ရက်မနေ့ပိုင်းကစတင်ပြီးအုတ်ဖို့မြို့နယ်ထဲကတပြေဆန်းတာလီကဒေါင်ကြီးဒေါင်လေးဂွေးချောင်းကြီးအညာတန်းနဲ့ချောင်းကွအခြေရွာတွေက လူငယ်တွေကိုဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွက်ရွာကလူငယ်တွေအားလုံးဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့ဆိုပါတယ် မလ10ရက်မနေ့ပိုင်းအထိစစ်ကောင်စီတပ်ဟာတပြေဆန်းရွာနဲ့အနီးဝန်းကျင်ကရွာတွေကိုတပ်ဖြန့်ချထားတဲ့အတွက်ထပ်ပြေးကြတဲ့လူငယ်တွေရွာထဲပြန်မဝင်ရကြသေးသလိုတပြေဆန်းရွာကလူနေအိမ်၁၀လုံးကျော်လဲမိလောင်ပျက်စီးထားတယ်လို့ဆိုပါတယ်ရှင်မြိတ်တနင်္သာရီဂါလန်တရှောင်းမှာစစ်ကောင်စီတပ်ကဖမ်းဆီးစစ်ဆေးမှုတွေကြောင့်ကုန်ကားမောင်းသမားတွေအခက်တွေ့နေရတယ်လို့ပြောပါရယ် စစ်ကောင်စီရဲ့ခြေနှံတိုင်တရားစစ်ဆေးဂိတ်ကမလလေးရနေ့မှာကုန်ကားတစ်စီးကိုဖမ်းဆီးခဲ့ပြီးမလ၈ရက်နဲ့၉ရက်နေ့တွေမှာ ကုန်ကားနှစ်စီးကိုဖမ်းဆီးခဲ့တယ်လို့ကုန်ကားမောင်းသူတွေကပြောပါတယ်ဖမ်းဆီးခံရတဲ့ကုန်ကားတွေဟာစစ်ကောင်စီဘက်ကကန့်သတ်ထားတဲ့ကုန်တွေတည်ဆောင်လာတာအကြောင်းဖြစ်တယ်လို့ကုန်ကားမောင်းသမားတွေကပြောပါတယ်မလာကိုရနေကလည်းစစ်ကောင်စီရဲ့စစ်ဘက်ဆိုင်ရာလူကြုံရေးအဖွဲ့ကဂျင်းနှန်းတိုင်းတရားကတာဝန်ရှိသူတွေကို န့်သက်ကုံတွေတဲခွင်းပေးထားတာကြောင့်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဖမ်းဆီးခံရတဲ့ကာသမားတွေကိုတော့စစ်ကောင်စီဘက်ကအခုချိန်ထိပြန်မလွှတ်သေးပဲဘယ်နေရာမှာထိတ်သိမ်းထားလဲဆိုတာကိုလည်း TPP အနေနဲ့အတည်ပြုဖို့စူးစမ်းနေဆဲဖြစ်ပါတယ်ရှင်။ ရှာနက်ဂရီနီပြည်နယ်စပ်မှာရှိတဲ့မိုးပြမြို့အနီးမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲတွေပြင်းထန်နေပြီးဇန်နဝါရီလကနေမလ10ရက်အထိ2လကျော်အတွင်းရဲဘော9ရောက်ကြဆုံခဲ့ရတယ်လို့ SSRI တပ်ရင်းကနေသိရပါတယ်ဇန်နဝါရီလ22ရက်မှာရဲဘော်တယောက်ဇန်နဝါရီလ29ရက်မှာ၃ရောင်းနဲ့မလ၈ရက်မှာရဲဘော်တယောက်ကြာဆုံးခဲ့ရတာလို့ဆိုပါတယ် မလ၈ရက်မှာကြာဆုံးခဲ့ရတဲ့ရဲဘော်ကိုပြည့်ရဲ့ဇာပနခန်းအားကိုမလ၉ရက်မှာပြုလုပ်ပေးခဲ့တယ်လို့ဆိုပါရယ်ဖီဖိုင်လာကကြာဆုံးသွားတဲ့ရဲဘော်၃ယောက်နဲ့အတူတူထိခိုက်တရာရခဲ့တဲ့ရဲဘော်ကိုပြည့်ဟာခွဲစိတ်မှု၄ချိန်လောက်လုပ်ခဲ့ရပြီးမလ၈ရက်မှာကြာဆုံးသွားခဲ့တယ်လို့ SSRY တပ်ရင်းတာဝန်ရှိသူကပြောပါရယ် မိုးပြဲမှာစစ်ကောင်စီတပ်ကနေပြည်တော်စုံမမှုရရှိနိုင်ဖို့အတွက်စစ်ကြောင်းထိုးနေပြီးလက်ကြောင်းကနေပုံကျဲတာဒရုန်းနဲ့ပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေစတိုက်ပြလုပ်နေကတော်လိုက်အင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်ရှင်။ AR ရီတိုင်းပသိမ်စစ်အခြေခံလက်ကျင်ရေးကြောင်းကနေထွက်ပြေးတဲ့စစ်မှုတန်တင်နန်းသား6ယောက်ကိုပြန်လည်ဖမ်းဆီးပြီးရိုက်နှက်နှိပ်စက်ကအချုပ်ထဲထည့်ခံထားရတယ်လို့တပ်နဲ့နေဆက်သူတွေစီကသိရပါဗျ။ ပသက်မြို့ရှင်မြင့်တင်အမှတ်6စစ်အခြေခံလက်တင်ရေးကြောင့်တကက6မှာစစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းခံထားရတဲ့လူငယ်6ယောက်ဟာမလလေးရကထွက်ပြေးခဲ့ပြီးလက်ရှိမှာပြန်လည်ဖမ်းမိသွားတဲ့အတွက်စစ်ကောင်စီတပ်ကလူငယ်တွေကိုရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်လက်ထိတ်ခတ်ကအချုပ်ချထားတယ်လို့လည်းသိရပါတယ်။ပြန်ပြီးတဲ့သူတွေကိုရိုက်နှက်နှိပ်စက်ပြီးဒေယာတွေနဲ့အချုပ်ချထားကတပ်ပပလဲမှလည်းဘုံတွေထောင်ထားတယ်လို့ စစ်ကောင်စီတပ်နဲ့နေဆက်သူကပြောပါရယ်စစ်ကောင်စီစစ်လက်ချင်းတပ်တက္ကက6မှာစုဆောင်ခံထားရတဲ့စစ်မှုတန်းတပ်သားတွေနဲ့မိသားစုတွေကိုလည်း2025ခုနှစ်ဇန်နဝါရီလကတည်းကစစ်ကောင်စီတပ်ကလုံအားတွဲခွင့်ပိတ်ပင်ထားတယ်လို့ဆိုပါရယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖဲကုံမြို့နယ်က KNY အမျိုးသားတပ်မတော် KNY ထိန်းချုပ်တဲ့ဒေသမှာ မလ9ရက်က စစ်တနန်းဆင်းမွေးတဲ့အတူတက်ရင်နှရင်ထတ်တူဖွဲ့စည်းခဲ့ပြီးလက်နက်တပ်ဆင်ခဲ့တယ်လို့ KNA ကထုတ်ပြန်ပါတယ်။ KN မျိုးသားတက်မတော် KNA ကိုဒေသအသီးသီးကပြန့်ကျဲနေတဲ့ KN လူငယ်တွေကို စုစည်းက2024ခုနှစ်အောက်တိုဘာ29ရက်ကတက်ရင်ရှိရင်နဲ့စတင်ဖွဲ့စည်းခဲ့ပြီးမနေ့ကတော့2100ကိုတက်ရင်နဲ့2117တက်ရင်တို့ကိုတိုးချဲ့ဖွဲ့စည်းကလက်နက်တွေလည်းတက်ဆင်ပေးခဲ့တယ်လို့ဆိုပါရယ် နနေ့ကြည်လက်နဲ့ငယ်အစုံ90နဲ့အတူတရရင်နှရင်တိုးတာကိုအတီးပြုလိုက်တာဖြစ်ပြီးစစ်ကောင်စီကို တော်လှန်ခြင်းစိတ်ရှိတဲ့လူငယ်တွေပါဝင်တယ်လို့ KNA ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်အခြေခံစစ်တပ်နှမ်းမှာတင်နန်းသားအယောက်300နီးပါးတက်ရောက်အောင်မြင်ခဲ့ပြီးပြည်တွင်းပြည်ပကကယန်းပြည်သူတွေပန့်ဖို့ကူညီမှုနဲ့လက်နက်တွေတပ်ဆင်နိုင်ခဲ့တာလို့ဆိုပါတယ် KNA အနေနဲ့မြေပြင်ကမဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့အတူ မိုးပြင်းနဲ့လွိုက်ကော်မြို့နယ်ကရှေ့ရန်ဆင်မနာပြင်တွေမှာစစ်ကောင်စီတပ်ကိုတော်လှန်တိုက်ခိုက်နေတယ်လို့သိရပါတယ်ရှင်။ AR တိုင်းတာပေါင်းမြို့နယ်ကခြေဝါတချို့မှာ မလရှိရကစတင်ပြီးစစ်ကောင်စီတပ်ကတပ်ဆွဲထားကရက်သားတွေကို တင်းတင်းကြပ်ကြပ်ဆစ်ဆီးနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။တာပေါင်းမြို့နယ်မယန်းကျို့ခြေဝါကတံပတ်ဖုန်ကြီးကျောင်းနဲ့ ကွင်းချောင်းဖုန်ကြီးချောင်းအနီးမှာတက်တာအင်အား120လောက်နဲ့လာရောက်တက်ဆွဲထားပြီးအရက်သားတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာလို့ဆိုပါတယ်။အဲ့ဒီစစ်ဆေးကိန်းအနီးမှာဆိုင်ကယ်တစ်စီးကိုယောက်ျားလေးနှစ်ယောက်စီးတာကြောင့်လို့ဆိုကမလရှိရနေကဒေသခံအရက်သားလူငယ်လေးယောက်ကိုဖမ်းဆီးထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။အဖမ်းခံရတဲ့အရသားတွေကိုစစ်ကောင်စီတပ်ကစစ်မှုထမ်းတဲ့ထဲပို့လုပ်နေတယ်လို့သတင်းတွေထွက်နေတာကြောင့် မိသားစုတွေကစိတ်ပူနေကြတယ်လို့ဆိုပါတယ်။ AR တိုင်းငတိုင်းချောင်းကွာလန်ကွဲမှာစစ်ကောင်စီတပ်ကဇန်နဝါရီလဒုတိယပတ်ကစတင်ပြီးလက်နက်ကြီးတွေပါအထိုင်ချတက်ဆွဲနေပြီးလက်နက်တွေနဲ့တွာလာနေတာကြောင့်ဒေသခံတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်ရှင်။ ပအိုးပြည်သူစစ် PNA ဟာညောင်ရှင်မြို့နယ်ကစစ်ရှောင်းစခန်းတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးထပ်မံစစ်ရှောင်းမှုဖိအားပေးတိုက်ခိုက်ခဲ့တယ်လို့အေးလေးပြည်သူကာကွယ်ရေးတပ်ဖွဲ့အမှတ်1000ကိုတပ်ရင်စီကတီးရပါတယ်။ဖျားရအောင်စစ်ပေးရှောင်းစခန်းကိုပအိုးပြည်သူစစ် PNA ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ပြီးရေဘူးကျေးရွာသားတွေကိုမြောက်ဘက်ကိုစစ်ရှောင်းမှုဖိအားပေးနေတာဖြစ်ပါတယ်။အခုခါမှာတော့ရေဘူးကျေးရွာသားတွေကိုပြည်သူစစ်အတွင်ထည့်သွင်းပြီး စစ်ရေးလက်ကျင့်နေတာကြောင့်ပိုးပြည်သူစစ်ဖျံနေအတွင်းဝင်ရောက်တင်နန်းတက်တဲ့သူတွေကိုစုံစမ်းစစ်ဆစ်ပြီးပြင်းပြင်းထန်ထန်အရေးယူမှာဖြစ်တာကြောင့်ပိုးပြည်သူစစ်ဖျံနေနဲ့လုံးဝမပတ်သက်ကြဖို့အမှတ်တထောင်ကိုတည်ရင်ကသတိပေးထားပါတယ်ရှင်အနာသိစကောင်စီကိုအလိုမရှိလက်မခံကြောင်းဆန္ဒပြပွဲကိုတောင်ကိုရီးယားနိုင်ငံဒေဂူမြို့မှာမြမတဦးတွန်လှရေးတပ်ဖွဲ့ဝင်သူတွေနဲ့ကိုရီးယားလူမျိုးတွေစုပေါင်းပြီးမလ9ရက်မှာပြုလုပ်ခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမျိုးကြီးတွေမှာ အခုလိုဆန္ဒပြပွဲတွေကိုအပတ်စဉ်တနင်္ဂနွေနေ့တိုင်းပြုလုပ်နေကြတာပါဆန္ဒပြပွဲနဲ့အတူဆန္ဒရှင်ဆန့်ကျင်ရေးဖက်ဒရယ်ပြည်ထောင်စုရေးရာဟောပြောပွဲတွေလည်းပြုလုပ်ခဲ့ကြပြီးຫນွေဦးတက်လှရေးနဲ့ဆစ်ဆောင်ပြည်သူတွေအတွက်လည်းရမုံငွေရှာခဲ့ကြပါတယ်ရှင် စစ်ပေးရှောင်နေရတဲ့တနင်္သာရီမြို့နယ်တိတ်ခွန်းကျေးရွာအုပ်စုကပြည်သူပေါင်း1900ကျော်မှစားတောက်ချိုတက်နေပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေကြတယ်လို့စစ်ပေးရှောင်ကူညီနေတဲ့အဖွဲ့တွေစီကသိရပါတယ်ထိုင်းမြန်မာနယ်ဇက်ကုံသွေးရေးပြည်တော်စုကာလန်ပိုင်းတနင်္သာရီမောတော်ကာလန်မှာတက်ပွဲဖြစ်နေတာ၃လကျော်ကြာမြင့်နေပြီဖြစ်ပြီးတိတ်ခွန်းကျေးရွာဒေသခံတွေဆစ်ဆောင်နေကြရတာပါ စစ်ဆောင်နေကြရတဲ့တိတ်ခွန်ကျေးရွာအုပ်စုကပြည်သူ1900ကျော်ဟာရိတ်ခါတွေပြက်လက်လာကတောတောင်ထဲကျုံတလို့စားတောက်နေထိုင်နေရတာကြောင့်ကာလဝဲယောဂါတွေကျုံတွေ့နေရတယ်လို့ຫນွေဦးမြတ်တာစစ်ပေရှောင်းကုညီပန့်ဘိုးရဲ့အဖွဲ့ဝင်တယောက်ကပြောပါတယ်။လက်ရှိစစ်ကောင်စီဘက်ကထုံမခါမောတော်ကာလမိုင်းကိုထိချုံနိုင်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်အားတွေထပ်ဖြည့်ကနေပြည်တော်စုမိုးနိုင်ရေလေကြောင်းပစ်ကူတွေနဲ့လည်း နေ့စဉ်ရက်ဆက်တက်ခိုင်နေပါတယ်ရှင်။ရန်ကုန်မြို့လူစီကားရနေရာတွေမှာအလို့သမားနဲ့လူတို့အပေါ်စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေအတွက် ILO A33 မြန်မာ2025စာသားပါတီရှပ်အနေအားဝတ်ဆင်ပြီးကမ်ပိန်းပြုလုပ်ခဲ့တယ်လို့မြန်မာနိုင်ငံအလို့သမားတပ်ပေါင်းစု MLAC ကတီးရပါတယ်။ ကမ်ပိန်းကိုဒီကနေ့မလ10ရက်မနေ့ပိုင်းမှာရန်ကုန်တော်လှန်ရေးနောင်လေးဘွဲ့နဲ့အတူရန်ကုန်မြေပြင်တပိတ်အင်အားစုတွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်အတန်ဖက်စစ်တပ်စီကိုဒေါ်လာမရအောင်ဖြတ်တောက်နိုင်ဖို့နဲ့လေရင်စီစစ်လက်နက်ဝယ်ယူနေတာရောကြသွားဖို့အလုံးစုံစီးပွားရေးပိတ်ဆို့မှုအတွက် ILO ကချမှတ်ဖို့တောင်းဆိုနေတာလို့မြန်မာနိုင်ငံလုံးသမားတပ်ပေါင်းစု MLA ရဲ့ခေါင်းဆောင်ကပြောပါတယ်။ ရန်ကုန်တော်လန်ဂျီနောင်လေးပွဲနဲ့အတူရန်ကုန်တပိတ်အင်အားစုတွေကလူတို့လှုပ်ရှားမှုတွေကိုရန်ကုန်မြို့လူစီကားရနေရာတွေမှာမကြာခဏပြုလုပ်လေးရှိပါတယ်ရှင်။ရခိုင်ပြည်နယ်ပုံနှကျိုးမြို့နယ်မှာမလ9ရက်နေ့ကအရေးပြားယောဂဖြစ်နေတဲ့ဒေသခံပြည်သူ160ကျော်ကို အာရခတက်တော်ကအခမဲ့ဈေးကူတာပေးခဲ့တယ်လို့အေအေနဲ့နေဆက်သူတွေစီကသိရပါတယ်။ အာရခတက်တော်ဆေးအဖွဲ့အာရခပြည်သူ့ကျန်းမာရေးဌာနကဝန်ထမ်းတွေပူးပေါင်းပြီးအခမဲ့ဆေးကုသပေးခဲ့ကြတာလို့အေအေနဲ့နေဆက်သူတယောက်က GBP ကိုပြောပါရယ်။အရေးပြားယောဂဖြစ်နေတာကတော့ပေါ်နှချုံမြို့နယ်တခုလည်းမဟုတ်ပဲအေအေသိမ့်ပိုက်ထားတဲ့တခြားမြို့နယ်တွေမှာလည်းဖြစ်ပွားနေကြတာလို့ပြောပါရယ်။ဒေသခံပြည်သူတွေမသက်ရှင်တဲ့ရေကိုတောက်သုံးနေကြရလို့အရေးပြားယောဂဖြစ်ပွားနေသလိုတိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဆေးဝါးစည်းနှုံးတွေအစမတန်မြင့်တက်ခဲလို့ပြည်သူတွေခက်ခဲဖြစ်နေကြတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။